အငင်းပွားဝေဖန်မှုတွေရှိနေတဲ့အချိန်အင်ဒိုနီးရှားအစိုးရကနိုင်ငံကောင်းဆောင်ဟောင်းဆူဟာတိုကိုအမျိုးသားသူရဲကောင်းတဦးဖြစ်စရင်သွင်းသတ်မှတ်ခဲ့ပါတယ်။ဆူဟာတိုကနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ထိရောက်တဲ့ဦးစားမှုပေးခဲ့တယ်လို့တစ်ဖက်မှာလည်းနိုင်ငံရေးအရပြင်းထန်တဲ့ဖိနှိပ်မှုတွေလှုပ်ဆောင်ခဲ့ပြီးအာနာရှင်တဦးလို့ဆွဆွဲခံခဲ့ရသူပါ1960နဲ့1960ပြည့်လွန်နှစ်တွေအတွင်းမှာဆူဟာတိုဦးဆောင်တဲ့အစိုးရဟာအင်ဒိုနီးရှားနိုင်ငံကို စီးပွားရေးအရထူကဲမြင်သားတဲ့တရိပ်ပြမှုတွေစီဆောင်ကျင်းပေးနိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ဆူဟာတိုကြီးဆိုတဲ့ကာလအတွင်းအတိုက်ခံအင်အားစုတွေတိမ့်နဲ့ချီဖမ်းဆီးခံရပြီးအများအပြားအသက်ခံခဲ့ရတယ်လို့သမိုင်းသူတေတီတွေကပြောပါတယ်။အင်ဒိုနီးရှားမှာတော့နိုင်ငံအတွက်ကောင်းကျိုးတည်ပိုးခဲ့တဲ့နိုင်ငံသားတွေကိုချီးကျူးဂုဏ်ပြုတဲ့အနေနဲ့အမျိုးသားသူရဲကောင်းစုကိုနှစ်စဉ်အနှင်းလေးရှိတာပါ။နိုဝင်ဘာ၁၀ရက်နေ့မှာတော့အဲ့ဒီစုချင်းမြင့်ခံရသူ၁၀ဦးစည်ရင်မှာ ကွယ်လွန်သူဆူဟာတိုလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။လက်ရှိသမ္မတပရာဘိုဘိုဆူဘီယန်တိုကဆူဟာတိုရဲ့သမတ်ဖြစ်ခဲ့သူပါ။ဂျာကာတာမှာကျင်းပတဲ့ဆုချီးမြှင့်ပွဲအခမ်းအနားမှာတော့ဆူဟာတိုအစားသားသမီးတွေကဆုကိုလက်ခံယူခဲ့ပါတယ်။အောက်တိုဘာလတုန်းကဆုအတွက်စကားတင်နာမည်90စာရင်းကိုအင်ဒိုနီးရှားလူမှုရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနတွေကအစိုးရစီတင်သွင်းခဲ့ပါတယ်။အဲ့ဒီကလေးကဆူဟာတိုရဲ့နာမည်ပါလာတဲ့အပေါ်နိုင်ငံရေးတက်ကြွလှရှားသူတွေကဝေဖန်ကန့်ကွက်တာတွေရှိခဲ့တာဖြစ်ပါတယ်။ စုပေးပွဲအကြောင်းဓာတ်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ရုပ်သံရဲ့နောက်ခံစကားပြောထဲမှာတော့ဆူဟာတိုဟာအင်ဒိုနီးရှားရဲ့လွတ်လပ်ရေးကာလမှာထင်ရှားတောက်ပလာခဲ့ပြီး1945ခုနှစ်တုန်းကဂျပန်တပ်တွေလက်နက်ချမှုကိုအဓိကဦးဆောင်ခဲ့တယ်လို့ထည့်သွင်းပြောကြားထားပါတယ်။ဒါပေမဲ့ဆူဟာတိုကိုနိုင်ငံရဲ့ဂုဏ်ယူဆရာဆုတစ်ခုချီးမြှင့်တာကမလျော်ကန်တဲ့လုပ်ရမျိုးလို့လူမှုအသင်းအဖွဲ့တွေကဝေဖန်ခဲ့ကြတာပါ။ပြီးခဲ့တဲ့သတင်းပတ်တုန်းကဂျာကာတာမှာလူပေါင်း100လောက်စုဝေးခဲ့ပြီး စုအတွက်စူဟာတိုကိုနမေထည့်သွင်းအဆိုပြုတဲ့အပေါ်စန္ဒပြခဲ့ကြပါတယ်။နောက်ထပ်နိုင်ငံသား16000လောက်ကလည်းဒီကိစ္စကိုကန့်ကွက်ကြောင်းအွန်လိုင်းလှုပ်ရှားမှုတစ်ခုမှာပါဝင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဟောင်းတဦးလေးဖြစ်တဲ့စူဟာတိုကအင်ဒိုနီးရှားနိုင်ငံရေးသမိုင်းကြောင်းရဲ့အရှုပ်ထွေးဆုံးကာလတစ်ခုဖြစ်တဲ့1965ခုနှစ်မှာစတင်အာဏာရလာပြီးနောက်ထပ်နှစ်နှစ်အကြာမှာပဲသမရရာဒူးကိုရယူခဲ့ပါလေ။အဲ့ဒီနောက်ပြည်လုံးကျုံအောင်ကြွားမှုတွေအပြီး1998ခုနှစ်မှာတော့ ရာဒူးကနေနှုတ်ထွက်ခဲ့တာပါ။သူ့ရဲ့ဆယ်စုနဲ့သုံးခုကြာအုပ်စိုးမှုအတွင်းညှဉ်းပန်းနှိပ်စက်မှုတွေလက်ဆဖျက်မှုတွေအယက်သားအခွင့်အရေးကိုချိုးနှိမ်မှုတွေဖုံးလွှမ်းနေခဲ့ပါတယ်။ဆူဟာတိုလက်ထက်မှာအင်ဒိုနီးရှားဟာအာဂရိကိစ္စတွေအရန်ထူပြောခဲ့ပေမဲ့အစိုးရရန်တရားကတော့အထူးအောင်မြင်ခဲ့တာပါ။အင်ဒိုနီးရှားရဲ့စီးပွားရေးတိုးတက်မှုဟာသူ့အုပ်စိုးတဲ့ကာလအတွင်းနှစ်အလိုက်ပြင်းပြခုနှစ်ရာခိုင်နှုန်းတိုးခဲ့တာဖြစ်ပါတယ်အခုဆိုရင်အင်ဒိုနီးရှားဟာရှီတောင်အာရှရဲ့ စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါပြီ။ဆူဟာတိုသဘောအကျဆုံးဂုဏ်ပုဒ်တစ်ခုကတော့ဖွံ့ဖြိုးရေးဖခင်ကြီးဆိုတဲ့ညှိုးဆုံမှုပါ။ဒါပေမဲ့သူကိုယ်တိုင်ကတော့အာဏာရလာချိန်မှာဒေါ်လာဘီလီယံနဲ့ချီများပြတဲ့ငွေကြေးတွေကိုအလွဲသုံးစားလုပ်ခဲ့တယ်လို့ကျဲကျဲလောင်လောင်ဆွဆွဲမှုတွေရှိခဲ့ပါတယ်။1998မှာတော့ဘန်ဒါရေးအကြက်တဲတခုကျုံလာပြီးတနိုင်ငံလုံးကအုံကြွဆန့်ကျင်လာတဲ့အခါမှာဆူဟာတိုသမရအဖြစ်ကနှုတ်ထွက်ပြီးငြိမ်ငြိမ်ချမ်းချမ်းအာဏာလွှဲပြောင်းဖို့လက်ခံပေးခဲ့ပါတယ်။ 2008ခုနှစ်နှစ်စံပိုင်းမှာတော့ဆူဟာတိုအသက်86နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါရဲ့ရှင်